သမိုင်းတွင်အမြင့်ဆုံးငှက်လေရင်တိုင်မူ ခရီးသည်တေလေးတစ်စီးဟာအပီဂျန်မျိုးပေ3800အမြင့်မှာပြန်တန်းနေခဲ့ပါတယ်။ဒီအမြင့်ဟာခရီးသည်တေလေးကြီးများပုံမှန်ပြန်တန်းလေးရှိပြီးလေထုအလွန်ပါလွာကအောက်ဆီဂျင်အလွန်နဲ့နေရာဖြစ်ပါတယ်။ရုတ်တရက်လေရင်ရဲ့အင်ဂျင်တစ်လုံးကိုဒီရူပယ်လင်းတာကြီးတစ်ကောင်ကဝင်တိုက်မိခဲ့ပါတယ်။ဒီတိုက်ခတ်မှုကြောင့်လေရင်အင်ဂျင်တစ်လုံးပျက်စီးသွားပြီးလေရင်မှုများကအဲ့ဒီအင်ဂျင်ကိုပိတ်လိုက်ရပါတယ်။ကံကောင်းထောက်မှစွာနဲ့လေရင်မှုများဟာကြံရှိ ွေ့ရဲ့အင်ဂျင်များနဲ့လေယာဉ်ကိုအောင်မြင်စွာထိန်းချောင်းပြီးအရေးပေါ်ဆင်းသက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အန်အောစရာကဘလို့လို့ပြီးဒီလင်းတာကြီးကတလောက်မြင့်တဲ့နေရာကိုရောက်နေရတာလဲ။အဖြေကတော့ဒီရူပယ်လင်းတာတွေဟာကဘာပေါ်မှာအမြင့်ဆုံးပြန့်တန်းနိုင်တဲ့ငှက်မျိုးစိတ်အဖြစ်မှတ်တမ်းဝင်ထားလို့ပါပဲ။ သူတို့မှာအောက်ဆီဂျင်ကိုအကောင်းဆုံးစုပ်ယူနိုင်တဲ့ထူးခြားတဲ့သွေးနေဥပုံစံရှိပါတယ်။ဒါကြောင့်ဒီလိုပါလွှာတဲ့လေထုမှာတော့ပြန်တန်းနိုင်တာပါ။သူတို့ဟာအုပ်စုလိုက်ပြန်တန်းလေးရှိပြီးစူးရှတဲ့အမြင်အာရုံကိုအသုံးပြုပြီးအသေးကောင်တွေကိုလိုက်လံရှာဖွေစားတော့ကြပါရဲ့။ ဒီဖြစ်ရပ်ကတဘာဝလောကရဲ့စွမ်းအားနဲ့လူသားနည်းပညာလေရင်တို့ကြာကြုံတောက်ကြုံခဲထိတွေ့မှုတစ်ခုကိုကြားသားခဲ့ရပါဒီလိုထူးခြားတဲ့တတဝါအကြောင်းတွေကိုတင်ဆက်ပေးအောင်ပါမို့လို့သီလွာ channel လေးကို follow လုပ်ပေးခဲ့ကြပါအောင်เนาะအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်